ားဝဲမင်္ဂလာပါဒီနေ့မှာတော့ sunflower ပန်းပွင့်လေးကိုထုတ်ပြပေးမယ်ပေါ့နော်ဒီနေရာမှာ site အကြီးလေးကိုထုတ်ပြပေးမှာပေါ့နော်အယောင်လေးကဓမ္မနေကြာယောင်လေးဖြစ်တဲ့အတွက်အဝါယောင်ရယ်ပြီးရင်အစိမ်းယောင်ရယ်အညိုယောင်လေးရယ်သုံးမယ်နော်အ site ကိုတော့ 2.5mm ကိုသုံးပါမယ်ပြသွားပြီဆိုလို့ရှိရင်ဒီနေရာမှာအမှတ်ကြိတ်လေးလည်းတုံးမယ်နော်ပြသွားပြီဆိုလို့ရှိရင်သူ့ကိုဆီလီကွန်လေးလည်းထည့်ရမှာဆိုတော့ဆီလီကွန်လေးလည်းအနှင်းငယ်လိုပါမယ် ကဲဒါဆိုရင် sunflower လေးစားထုတ်ပြပါမယ်နော်။နောက်ဆုံး margarine လေးလုပ်ပါမယ်နော်။ margarine နဲ့မှာထုံးစံအတိုင်းပဲ single crochet လေး6ခါထိုးသွားပါမယ်နော်။ single crochet 6ခါပြီးသွားပြီဆိုလို့ရှိရင်ဒုတိယအဆင့်မှာတော့ increase သွားပါမယ်နော်။ single crochet လေး increase ထိုးရပါမယ်ပထမဆုံးဒီအပေါက်မှာရှက်ကော်လေးနဲ့ထိုးလိုက်ပါမယ်နော်ပြီးသွားပြီဆိုရင် chain လေးတစ်ခါထိုးမယ်ပြီးရင်ဒီရှက်ကော်ထိုးထားတဲ့အပေါက်ထဲမှာပဲပေါ့နော်ဒီပေါက်ထဲကနေပဲပြန်ဆမယ်နော်ဒီပေါက်ထဲမှာ single crochet increase ဆိုတော့ single crochet လေးနှစ်ခါထိုးမယ်နော်အရင်ဆုံးဒီမှာအမှတ်ချိန်လေးမှတ်ထားပါမယ်နော်ဒါဆိုရင်ပထမဆုံးတစ်ပေါက်မှာ single crochet လေးတစ်ခါပြီးပြီဆိုတော့နောက်ထပ်တစ်ခါထပ်ထိုးမယ်နော် ဒါဆိုရင် single crusher တစ်ပေါက်မှာနှစ်ခါဆိုရင် increase ပေါ့နော်ဒါဆိုရင်နောက်တစ်ပေါက်မှာလည်း increase လေးထိုးပါမယ်နော် increase ဆိုတော့ single crusher လေးနှစ်ခါထိုးသွားမယ်ဒါဆိုရင်ပတ်ပတ်လေးကို increase လေးထိုးသွားပါနော်စုစုပေါင်း single crusher လေး12ခါရှိပါမယ်နော် ဒါဆိုရင်ဒီမှာ increase လေးပြီးသွားပြီဆိုတော့နောက်တက်ဆင်သွားမယ်เนาะဒီနေရာမှာဒီအရှိကအပေါက်မှမထိုးဘူးเนาะဒီမှာ single crochet 12ခါရှိမယ်เนาะရှေ့ကအပေါက်ကကြတော့ဒါရှက်ကောဆက်တဲ့အပေါက်ပြီးသွားရင်ဒီနေရာလေးကကြတော့စိုးစိုးကတော့ chain တစ်ခါတက်ထားတဲ့နေရာလေးပေါ့เนาะဒီအမှတ်ကျိနေရာကနေပဲပြန်ဆာထိုးပါမယ်เนาะအမှတ်ကျိနေရာမှာရှက်ကောလေးထိုးလိုက်ပါမယ်เนาะ ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာချိန်တက်ခါတက်မယ်ပြီးရင်ဒီ shot ကိုထိုးတဲ့အပေါက်ထဲမှာပဲ single crush လေးတက်ခါအရင်ဆုံးထိုးလိုက်ပါမယ်နော်ဒီအဆက်မှာတော့ single crush တက်ခါ increase တက်ခါနဲ့သွားပါမယ်နော်ဒါဆိုရင်ပထမအုပ်ဆုံး single crush လေးတက်ခါပြီးပြီဆိုတော့ဒုတိယတစ်ပေါက်မှာ increase ထိုးပါမယ်နော် increase ဆိုတော့ single crush လေးနှစ်ခါထိုးသွားပါမယ်နော် ဒါဆိုရင် single crochet တစ်ခါ increase တစ်ခါနဲ့ now ဒီအပေါက်တွေမှာဆက်ပြီးတော့ထိုးသွားပါမယ်နော်ဒါဆိုရင်ဒီလိုပုံစံတိုင်းလေးပဲအမှတ်ချက်ရောက်တဲ့ဒီဆက်ထုံးသွားပါနော်။အင်းဒီမှာနောက်တစ်ဆင့်လည်းပြီးသွားပြီဆိုရင်အမှတ်ချက်လေးမှတ်ထားတာလေးကိုဖြုတ်လိုက်မယ်နော်။ပြီးသွားရင်ဒီနေရာမှာ shack call လေးထုံးမယ်။ပြီးရင် chain တစ်ခါတက်မယ်။ shack call ထိုးတဲ့အပေါက်ကနေပဲ single crochet တစ်ခါနဲ့ပြန်ဆမယ်။ ပြီးရင်အမှတ်ချက်ပြန်သုံးပါနော်ဒီအဆင့်မှာတော့ single crochet တစ်ခါနောက်တစ်ပေါက်မှာ increase တစ်ခါပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ပေါက်မှာ single crochet တစ်ခါ1 2 1ပေါ့နော်1 2 1ပုံစံနဲ့သွားမှာပေါ့နော်ပြီးသွားရင်ပြန်ဆမယ် single crochet တစ်ခါပြီးသွားပြီဆိုရင် increase တစ်ခါ ပြီးတော့ရင် single crochet တစ်ခါဒါဆိုရင်1 to 1ပုံစံပေါ့เนาะ1 to 1ဆိုတာက single crochet တစ်ခါ increase တစ်ခါ single crochet တစ်ခါကိုပြောတာเนาะ1 to 1ပုံစံနဲ့ပတ်ပတ်လေးကိုဆက်ထူထားပါเนาะအမှတ်ချက်အပေါက်ထဲမှာရှက်ကော်လီထိုးပါမယ်เนาะရှက်ကော်လေးထိုးပြီးသွားပြီဆိုရင် chain တစ်ခါတက်မယ်ပြီးရင်ဒီရှက်ကော်ထိုးတဲ့အပေါက်ထဲမှာပဲ single crochet တစ်ခါနဲ့စမယ်เนาะ သွားပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးကရက်တစ်ပေါက်မှာ single crochet တစ်ခါထိုးမယ်။ပြီးရင်နောက်တစ်ပေါက်မှာတစ်ခါထိုးမယ်။ဒီအဆင့်မှာကျတော့ single crochet သုံးခါ increase တစ်ခါနဲ့သွားမယ်နော်။ဒီမှာတစ်ပေါက်တစ်ခါစီနဲ့ single crochet သုံးခါပြီးသွားပြီဆိုရင်နောက်သူ့ရဲ့ဘေးတစ်ပေါက်မှာ increase လေးတစ်ခါထိုးပါမယ်။ increase က single crochet နှစ်ခါထိုးတာနော်တစ်ပေါက်ထဲမှာ။ ဒါဆိုရင်စင်ခရချက်3က increase တခါနဲ့ပတ်ပတ်လေးဆက်ထိုးသွားပါเนาะပြီးတော့ရင်ဒီမှာပတ်တန်လေးရေးထားပေးတယ်เนาะပတ်တန်လေးရေးထားပေးတဲ့အတိုင်းဆက်ပြီးတော့တစ်စင်ချင်းထိုးသွားပါเนาะပြီးတော့ရင် ပြန်တွေ့ပါမယ်နောက်ဆုံးမှာတပောက်မှာစင်ခရချက်လေးတခါနဲ့ထိုးပြီးသားပြီဆိုလို့ရှိရင်အဆုံးသတ်လို့ရပြီပေါ့เนาะဒီရှိမှာအမှတ်ချက်နေရာမှာ ရှက်ကော်လေးထိုးပြီးတော့ခြေစားဖြတ်ပါမယ်เนาะ ီလိုပုံစံကိုအစိမ်းရောင်ချီလေးနဲ့နောက်တစ်ခုထပ်ထိုးပါနော်ချီစားဖြတ်ပြီးသွားပြီဆိုရင် အစားတက်ပါမယ်နော်ဒီချီစားကိုအရှိကအပေါက်သေးကိုထည့်လိုက်မယ် ဒီအစကိုမဖြတ်ဖဲနဲ့ထားထားလိုက်ရတယ်เนาะပြီးတော့ရင်သူကဒီအပွင့်ထိုးတဲ့နေရာကျတော့ဒီအထဲမှာထည့်လိုက်လို့ရတယ်เนาะဒီအစလေးတွေရဒါဆိုရင်ဒီနှစ်ခုကိုပြန်တွဲပြီးတော့ဘေးကပွင့်ဖက်အဝါရောင်ပွင့်ဖက်လေးနဲ့ပုံဖော်မယ်เนาะအညိုရောင်ကိုရှေ့ကထားမှာเนาะဒီအနောက်ကအစိမ်းရောက်ထားမှာဒါဆိုရင်အဝါရောင်ခြေစာလေးနဲ့ပွင့်ဖက်လေးထိုးမယ်เนาะဒါဆိုရင်ဒီမှာအဝါရောင်ခြေစာလေးနဲ့ပြန်တွဲပါမယ်เนาะ ဘယ်ပေါက်ကပဲစပြီးတော့ထိုးထိုးရရနော်ဟိုဘက်ဒီဘက်တွားရင်အဝါရောင်ချီစလေးကိုယူလိုက်ပါမယ်ပြီးရင်ချင်းလေးနှစ်ခါထိုးမယ်နော်ချင်းနှစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးတစ်ပေါက်မှာအခုဒီဘေးတစ်ပေါက်ပေါ့နော်ဒီဘေးတစ်ပေါက်မှာ ။နောက်ကခြေစောက်ကိုလည်းပြန်သိမ်းမယ်နော်။ double crochet လေးတစ်ခါထိုးပါမယ်။ double crochet လေးတစ်ခါပြီးသွားပြီဆိုလို့ရှိရင်ဒီ double crochet ထိုးတဲ့အပေါက်ထဲမှာပဲ triple crochet လေးထိုးမယ်နော် triple crochet ကတော့နှစ်ရစ်တင်တိုင်းလို့လည်းခေါ်ရနော်ကြည်ကိုနှစ်ခါရစ်တာပါပြီးတော့ရင်ဒီအပေါက်ထဲမှာပဲသူ့ကိုထိုးပါမယ် သူကတော့3ခါချီကို3ခါထုတ်တယ်နော်ပြီးသွားပြီဆိုရင်ချိန်လေး2ခါတက်မယ်ချိန်2ခါတက်ပြီးသွားပြီဆိုရင်ဒီအပေါ်ရန်ခြေစားနှက်စာလေးပေါ့နော်ဒီထိတ်ကတိုင်ရှည်တွေရဲ့ထိတ်ကအပေါ်ရန်နှက်စာအောင်မှာရှက်ကော်လေးထိုးလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်နှစ်ရစ်တင်တိုင်းနဲ့စမယ်နော် travel crutch လေးနဲ့သူဘေးတစ်ပေါက်ကောင်းနေစာထိုးပါမယ်ချစ်ပဲ crush လေးတစ်ခါထုံးမယ် ပြီးသွားပြီဆိုရင်အဲ့ဒီအပေါက်ထဲမှာပဲ double crush လေးတစ်ခါထိုးပါမယ်။ဒါကတော့ဟိုဘက်ဒီဘက်ပြောင်းမြန်ပေါ့နော်။ဒီဘက်မှာ double နဲ့စားတယ်ဒီဘက်မှာ double နဲ့ဆုံးတယ်နော်။ပြီးသွားပြီဆိုလို့ရှိရင် chain နှစ်ခါထိုးမယ်။ပြီးရင်ဒီဘေးတစ်ပေါက်ပေါ့နော်။ဒီဘေးတစ်ပေါက်မှာသူ့ကိုရှက်ကော်လေးထိုးပါမယ်။ရှက်ကော်ထိုးတဲ့နေရာနာကြော်ပြီးတော့ထိုးရမှာပေါ့နော်။ ဒါဆိုရင်ဒီမှာရှက်ကော်လေးထိုးပါမယ်နော်ပြီးတော့မယ်ဆိုရင် chain လေးနှစ်ခါပြန်ထိုးမယ် chain နှစ်ခါထိုးပြီးတော့ရင်ဒီဘက်လိုမျိုးပဲ double crochet လေးနဲ့ပြန်ဆမယ်နော်ပြီးရင် triple crochet လေးဒီအပေါက်မှာထိုးမယ် တော့ရင်ချိန်လေးနှစ်ခါတက်မယ်ဒီအပေါ်ရန်ချီနှစ်ဆမှာ ရှက်ကော်လေးထိုးပါမယ်ပြီးရင် triple crochet လေးပြန်လာမယ်နော်နောက်တစ်ပေါက်နော်နောက်တစ်ပေါက်မှာဒီအနောက်ကခြေကြားကလေးလိုတင်းတင်းလေးဆွဲပြီးတော့ဖြတ်လိုက်ရင်လည်းရပြီနော် double crochet ချက်ပြီးသွားပြီဆိုရင် double crochet ချက်လာမယ်နော်တို့ရင် chain နှစ်ခါလာပါမယ်။ပြီးရင် သူ့ရဲ့ဘေးတစ်ပေါက်မှာရှက်ကော်လေးထိုးပါမယ်။ရှက်ကော်ထိုးပြီးရင် chain နှစ်ခါနဲ့ပြန်ဆမယ်။ဒါဆိုရင်ဒီဘက်ကပုံသဏ်ထိုးနည်းအတိုင်းပဲဒီပက်ပက်လေးကိုဆက်ပြီးတော့ထိုးသွားပါနော်။ဒီအနေထားလောက်ရောက်ပြီဆိုလို့ရှိရင်သူ့ကိုဆီလီကွန်လေးတွေဖြည့်ပါမယ်နော်။ ဒါဆိုရင်ဒီအလဲမှာဖောင်းပေါင်းလေးရပြီဆိုလို့ရှိရင်ဆက်ထိုးသွားပါမယ်နော်။နောက်ဆုံးမှာချင်းလေးနှစ်ခါထိုးပြီးသွားပြီဆိုတော့ဒီအပေါက်ထဲမှာရှက်ကော်လေးထိုးပါမယ်။ဒါဆိုရင်ဒီမှာခြေစာလေးဖြတ်လို့ရပြီเนาะပြီးတော့ပြီဆိုလို့ရှိရင်ဒါကိုအဲတိရွက်လေးထိုးမယ်เนาะဒီခြေစာလေးကိုတော့အစားတက်လိုက်ပါเนาะ တိတ်ရွက်လေးထိုးပါမယ်နော်တိတ်ရွက်လေးထိုးဖို့အတွက်အရင်ဦးဆုံး chain လေးဆက်တစ်ခါထိုးပါမယ်နော်ချိန်ဆက်တစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီသူ့ရဲ့ဘေးတစ်ပောက်ကနေပြန်စမယ်เนาะဘေးတစ်ပောက်ကနေစဖို့ single crochet လေးနဲ့စမယ်ပေါ့เนาะဒီမှာသွန်းနှန်းကြိုးလေးနဲ့တစ်ခါတည်းတွဲထိုးပါမယ်เนาะ အစွင်တမဘေးတစ်ပေါက်မှာ single crochet လေးတစ်ခါထိုးလိုက်မယ်။ပြီးတော့ပြီဆိုလို့ရှိရင်နောက်ထပ်တစ်ပေါက်မှာ half double crochet လေးတစ်ခါလာပါမယ်နော်။ဒီတော့ဆိုလို့ရှိရင်တော့ double crochet လေးစုစုပေါင်း9ခါထိုးပါမယ်။ ဒါပေမဲ့ crash လေးငားကပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ရဲ့နောက်နောက်ထပ်အပေါက်မှာပေါ့နော်နောက်ထပ်အပေါက်မှာ hard double crash လေးတစ်ခါထိုးပါမယ် hard double crash တစ်ခါပြီးသွားပြီဆိုရင်နောက်တစ်ပေါက်မှာ single crash လေးတစ်ခါထိုးပါမယ်နော်ပြတာပဲဆိုလို့ရှိရင်ဒီနောက်ဆုံးတစ်ပောက်မှာတော့ single crochet လေးတစ်ခါထိုးမယ် ဒီမှာခြေကိုကိုးချလိုက်အဲဒီတွန်းနှံကျိုးကိုကိုးချလိုက်မယ်เนาะ single crochet ဒီနောက်ဆုံးမှာတပေါက်မှာတစ်ခါထိုးထားတယ်ပြီးတော့ပြီဆိုလို့ရှိရင် chain တစ်ခါတက်မယ်ပြီးတော့ရင်ဒီနောက်ဆုံးတပေါက်ထဲမှာပဲ single crochet လေးတစ်ခါပြန်ထိုးမယ်เนาะဒါဆိုလို့ရှိရင်ဒီနောက်ဆုံးကြံတဲ့ပေါက်မှာ single crochet တစ်ခါ chain တစ်ခါနဲ့ပြီးရင်နောက်ထပ် single crochet တစ်ခါထိုးမယ်เนาะ ပြီးသားပြီဆိုလို့ရှိရင်ဒီဘက်ကိုပြန်လာမယ်။ဘက်ကိုပြန်လာတဲ့အခါမှာအပေါက်မှမထိုးမိစေနဲ့เนาะ။ဒီအပေါက်ကြိမ်ကြီးမှထိုးရမှာမဟုတ်ဘူးเนาะ။သူ့ရဲ့ဒီဘေးတစ်ပေါက်ကနေစမှာเนาะ။ဒီရှိစကိုလည်းပြန်သိမ်းထိုးပါမယ်။ပြီးရင် single crusher လေးတစ်ခါထိုးမယ်။ပြီးရင် half double crusher လေးနောက်တစ်ပေါက်မှတစ်ခါထိုးပါမယ်เนาะ။ဒါပဲဆိုလို့ရှိရင်တော့နောက်ထပ်အဲ နောက်ထပ်တစ်ပောက်ကနေစပြီးတော့ double crochet လေး၅ကပြန်ထိုးမယ်နော်ဒါဆိုရင်ဒီနောက်ကအခြေစားလေးကိုညှပ်ထုတ်လိုက်ပါမယ်ပြန် double crochet ငါကပြီးတော့ပြီဆိုလို့ရှိရင် half double crochet လေးတစ်ခါပြန်လာမယ်เนาะ။ဘောဘကိုမြောင်းမြန်ပြန်ထိုးတာပါเนาะ နောက်ဆုံးတစ်ပေါက်မှာစီရင်ခရစ်ချယ်လေးတစ်ခါထိုးပါမယ်ဒီလိုလေးရမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ဘေးအပေါက်ကနေစပြီးတော့စီရင်ခရစ်ချယ်လေးတစ်ပေါက်တစ်ခါစီပြန်ထိုးသွားပါမယ်ပြီးတော့ရင်ဒီအလဲကောင်တက်တဲ့နားရောက်ပြီပေါ့နော် လေကောင်တက်တဲ့နာရောက်တဲ့အခါကျလို့ရှင်ချိန်လေးနှစ်ခါထိုးမယ်နော်ချိန်နှစ်ခါထိုးပြီးသွားပြီဆိုရင်ဒီအပေါ်ကချီနှံစကိုယူပြီးတော့ရှက်ကော်လေးထိုးမယ်နော်ပြသပြီဆိုလို့ရှိရင်တော့ကြံတဲ့တပောက်ချင်းစီတိုင်းမှာစင်ငယ် crochet ပြန်ထိုးသွားပါနော်ထိတ်ချွန်ချွန်လေးဖြစ်နေအောင်သူ့ကိုလှုပ်တာနော် းမှာတော့ရှက်ကော်လေးထိုးပြီးတော့ခြေစားဖြတ်မယ်နော်ဒါဆိုတိရွက်လေးကလည်းဒီလိုချွန်ချွန်လေးထိတ်ချွန်ချွန်လေးနဲ့ပေါ့နော် ရွက်ကတော့တခိုင်းမှာနှစ်ခတ်ထည့်ပါမယ်နော်ဒါဆိုရင်ဒါမျိုးနောက်တစ်ခုဆက်ထိုးမယ်နော်။ပြီးတော့ပြီဆိုလို့ရှိရင်တော့သူ့ကိုရိုးရံနေတက်မယ်နော်။ရိုးရံတက်ဖို့အတွက်ထိတ်ကိုဒီအနှင်းငယ်လောက်꿰ထားပါနော်။ပြီးတော့ရင်တော့ဒီထည့်ရနေဒီလိုလေးထည့်လိုက်မယ်နော်။ ဒီနေရာမှာကော်လေးအနှင်းငင်တုတ်လိုက်မယ်နော်။ဘာဖြစ်လို့ဆိုတော့အထဲမှာအဲဆွဲလိုက်လို့ရှင်ကျွတ်သွားမှာဆိုလို့ပါ။ဒါဆိုရင်ဒီအနေထားလောက်မှာသူ့ကိုအစိမ်းရောင်ချီစာလေးနဲ့ပတ်မယ်နော်။ အဆိုရင်ဒီရိုးရံအစုံအထည်ကိုဒီအစိမ်းရောင်ခြေစားနဲ့ပတ်မယ်เนาะအလဲကောင်မှာတော့တိရွက်လေးနှစ်ခုကိုတွဲပြီးတော့ပတ်သွားပါမယ်เนาะဘလောက်အနေလေးရောက်ပြီဆိုလို့ရှိရင်တိရွက်လေးနှစ်ခုကိုတွဲပြီးတော့ပတ်သွားမယ်เนาะ ဒါဆိုရင်နေကြပန်းကင်လေးရသွားပါပြီเนาะအပွင့်လေးတွေကဒီလိုကုတ်ကုတ်လေးဖြစ်နေရင်ဖြန့်ပေးပါเนาะပြီးတော့ရင်အမွေးလေးတွေဖွာနေရင်ဒါမီကော်ထွန်းနဲ့ထိုးတဲ့အကြောင်းမလို့အမွေးလေးတွေကဖွာနေရင်เนาะအမွေးလေးတွေမဖွာအောင်မီးစစ်လေးသုံးပြီးတော့ဒီအမွေးလေးတွေကိုနည်းနည်းလေးဒီလိုလုပ်မယ်နော်အဲဆိုရင်အမွေးဖားတာလေးတက်တာပါမယ်နော်